တရားချခင်ဓမ္မပရိသတ်ပေါင်းသူတို့ကောင်းတို့အတွက်ယနေ့ကနေစပြီးတော့ပဋ္ဌာန်းတရားတော်ကြီးအကြောင်းအရာများအတိပ္ပယ်များကို သမပရိသဘောင်သူတော်ကောင်းတို့သိရှိနိုင်ရတဲ့ဘုံဘုံကနေပြီးတော့အပိုင်းလိုက်အပိုင်းလိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အဲကြောင့်ဒီအပိုင်းလေးတွေကို မလုံတန်းနားထောင်လို့ရအောင်ဘုံဘုံရဲ့ပေလေးကိုလည်းလိုက်ကန် follow လေးလုပ်ပေးထားကြပါအောင်နော်။ဒါဆိုဒီကနေ့ဒီအကြောင်းအရာလေးတင်ဆက်ပေးလိုက်ကြရအောင်။ပဋ္ဌာန်းအဓိပ္ပာယ်ရှင်းလင်းချက်ယေဘုဒ္ဓဟာ အထံတေသနာတော်မြတ်ကြီးကိုစတင်ဆင်ញင်သုံးသက်တော်မူတဲ့အခါမှာဟေတုပစ္စည်းကိုစတင်ပြီးဆင်ញင်သုံးသက်တော်မူပါတယ်ဟေတုပစ္စည်းရတတဝါတိုင်းနဲ့သက်ဆိုင်တဲ့တရားတစ်ခုဖြစ်ပါတယ်အထူးသဖြင့်လူတိုင်းနဲ့ဆိုင်တဲ့တရားဖြစ်ပါတယ်ဘယ်လူမျိုးအတွက်နဲ့သာဆိုင်တယ်ဘယ်ဘာသာအယူဝါဒနဲ့သာဆိုင်တယ်ဆိုတဲ့ခြင်းမြောင်းတဲ့အယူဆွဲတွေဆန္ဒဆွဲတွေကို ဘောင်မခတ်ထားပါဘူးအဲ့လိုဘောင်တွေခတ်ထားရင်လေထိုးပါသာထိုးယူဝါရဟာလွတ်လပ်မှုကိုအားပေးတဲ့လွတ်လပ်လက်တွေးခေါ်နိုင်တဲ့လွတ်လပ်မှုကိုတန်ဖိုးထားတဲ့လွတ်လပ်စွာကိုးကွယ်နိုင်တဲ့ဘာသာယူဝါဒဖြစ်လာမှာမဟုတ်ပါဘူးအခုဒီပဋ္ဌာန်းတေသနာတော်မြတ်ကြီးဟာ လူမျိုးတိုင်းသတ္တဝါတိုင်းရဲ့တဏ္ဍာမှာအစဉ်အမြဲဖြစ်ပေါ်နေကြတဲ့ယုံနာခန္ဓာတကူ ယေဗုဒ္ဓကသဗ္ဗညုတရွှေဉဏ်တော်နဲ့ဆင်ញင်သုံးသက်ထားတာဖြစ်ပါတယ်။ယုတ်တရားနှံတရားများရဲ့ဖြစ်ပုံပြက်ပုံကိုတာမန်လူပုဂ္ဂိုလ်များနားလည်ဖို့ဆိုတာအလွန်ခက်ခဲတဲ့ကိစ္စတစ်ခုပါ။ဒီလိုခက်ခဲလွန်းလို့ပဲမြတ်ဗုဒ္ဓဟာပဋ္ဌာန်းဒေသနာတော်မြတ်ကြီးကိုတတ်တော်ထင်ရှားရှိစဉ်တလျှောက်မှနှစ်ကြိမ်သာဟောခဲ့တာပါ။ပထမတစ်ကြိမ်ကမေတော်ကိုကျေးဇူးဆက်ဖို့တာဝရင်သာနတ်ပြည်မှာဟောခဲ့တာဖြစ်ပြီး နောက်တစ်ချိန်မှာတော့ဆန္ဒဘုဒ္ဓမှာရှင်သာရိပုတ္တရာကိုဟောကြားခဲ့တာဖြစ်ပါတယ်။အဲဒီနောက်မှာမြတ်ဗုဒ္ဓဟာတတဝါတွေကိုခြေချွတ်တဲ့အခါအခြားသုတ်တန်အဆရှိတဲ့ဒေသနာများနဲ့သာဟောပြောပြီးခြေချွတ်ခဲ့ပါတယ်။ဒီပဋ္ဌာန်းဒေသနာတော်မြတ်ကြီးကိုထပ်မံမဟောကြားတော့ပါဘူး။ပြီးခဲ့တော်တွေထဲမှာတော့ဒီလာထေရီကိုမန္တကနောက်ဆက်တဲ့အခါဒီလာထေရီကပဋ္ဌာန်းင်းနဲ့မန္တကို ပြန်ပြီးဟောပြောပြတာကို တွေ့ရပါတယ်။ဒါ့အပြင်တိဟိုသာသနာထွန်း90ကအဟာကမိယဒိဋ္ဌအရှင်မြတ်ကြီးဟာအိလသမုဒ္ဒရာရဲ့နန်းနေကျယ်ဝန်းပုံနဲ့ပဋ္ဌာန်းဒေသနာတော်ရဲ့နန်းနေကျယ်ဝန်းပုံကိုနှိုင်းစာပြီးမြတ်ဗုဒ္ဓရဲ့ဉာဏ်တော်ဟာအပိုင်းခြားအကန့်အသတ်မရှိကြီးကျယ်မြင့်မြတ်ပုံကိုဆင်ញင်ပြီးယဟန္တာဖြစ်သွားရပုံကိုတွေ့ရပါတယ်။ပဋ္ဌာန်းဒေသနာတော်ဟာခက်ခဲနဲ့နဲ့လွန်းလာပါတယ်။ ။ဒါမှလူတွေသဘောပေါက်နားလဲဖို့ခက်ခဲပါတယ်။အဲ့လောက်ခက်ခဲနေတဲ့တရားတော်ကို နားလဲအောင်ဆိုရင်ရဗုဒ္ဓရဲ့ဘိဓမ္မာသဘောတရားတွေကိုသိထားရမှာဖြစ်ပါတယ်။ဒါတော့မှရေးရေးကလေးနားလဲနိုင်မှာပါ။အကုန်နားလဲဖို့ဆိုရင်တော့အလုံးအလုံးခက်ခဲပါတယ်။အခုဒီမှာပေါ်ပြထားတာတွေကတော့သိကျင်တာလေးတွေကိုစာအုပ်တွေထဲမှာရှာဖွေဖတ်ရှုပြီးကိုနားလဲတဲ့လောက်သင့်မျှဝေခြင်းဖြစ်ပါတယ်။ ပဋ္ဌံပွဲတော်ဒီမှာယဟန်တော်မြတ်ရွတ်ဆိုနေကြတာကိုဘာမှမသိပဲနာကြားပြီးသာဓုခေါ်နေရတာနဲ့တည်းပြီးသွားတယ်အဲ့လိုသာဓုခေါ်ရတာနဲ့စာရင် အသိတဲ့နားလည်ပြီးသာဓုခေါ်ရင်ပိုပြီးကောင်းပါတယ်နော်ဒီတော့ပဋ္ဌံအဋ္ဌိပယ်လေးကိုစတင်နာကြားလိုက်ကြရအောင်နံပါတ်1ဟေတုပစ္စယော လောဘဒေါသမောဟဆိုတဲ့အကုသိုလ်တရား၃ပါးနဲ့အလောဘအဒေါသအမောဟဆိုတဲ့သူတော်ကောင်းများရဲ့စိတ်အသွင်မှာကိန်းရောင်းနေတဲ့ကုသိုလ်တရား၃ပါးဤတရား၆ပါးကိုဟိတ်၆ပါးလို့ခေါ်ပါလေအဲ့ဒီဟိတ်၆ပါးတရားတွေဟာဘယ်လိုဖြစ်ပေါ်လာကြလဲအဲ့လိုဖြစ်လာကြရင် ဖြစ်လာကြသူတွေရဲ့စိတ်တွေစေတသိက်တွေရုပ်တွေဟာဘယ်လိုဆက်ဆက်သွားကြလဲဆိုတာကို ရေဗုဒ္ဓကပဋ္ဌာန်းဉာဏ်စွမ်းနဲ့ဆင်ញင်တော်မူတာကဟေတုပဇယောတိဟေတုဟေတုသံယုတ်တကနဲ့ဓမ္မနဲ့တန်သမုဋ္ဌာနာနိစ္စရူပနဲ့ဟေတုပဇယေနပဇယောဟေတုပဇယောတိဟေတုပစ္စည်းဆိုဒီကဟေတုဟိ၆ပါးပစ္စည်းတရားတို့သည်ဟေတုသံယုတ်တကနဲ့ဟိနေရှင်ကုန်သောဓမ္မနိစ္စစိတ်စီတသိတရားတို့အား၎င်း တန်သမုဒ္ဒနာနံထိုဟိတ်ကြောင့်ဖြစ်ကြကုန်သောရူပနိစ္စစိတ်တစားယုပရိသန္တိကမဇယုတ်တို့အား၎င်းဟိတုပစ္စယေနအကြောင်းရင်းဖြစ်သောဟိတုတတိဖြင့်ပစ္စယောခိုင်မြဲကြမှုကျေစုပြုသည်ဟောဒီဖြစ်၏အတိဘယ်ကတော့လောဘဒေါသမောဟဆိုတဲ့အာကုသိုလ်ဟိတ်၃ပါးအာလောဘအာဒေါသအာမောဟဆိုတဲ့ကုသိုလ်ဟိတ်၃ပါးဒီဟိတ်၆ပါးကြောင့် လူပုဂ္ဂိုလ်ရဲ့စိတ်စိတ်တသိယုတ်တွေပြောင်းလဲဖောက်ပြန်တာကိုမြတ်ဗုဒ္ဓကတိတိကျကျဟောခဲ့ပါတယ်လောဘဟိတ်လောဘဟိတ်ဖြစ်လာပြီတဏှီပြောရရင် လောဘအမြင့်တွေ့လာပြီဆိုရင် လောဘနဲ့ဆိုင်တဲ့သူနဲ့အတူဖြစ်ပေါ်ဖြစ်ပတ်ရှင်မော ရှင်ဘတ်ဖြစ်တဲ့စိတ်စိတ်တသိတရားတွေကိုကျေစုပြုလိုက်ပါတယ်အဲဒီခါမှာလောဘကြီးရင်ကြီးသလောက်လောဘစိတ်တွေစိတ်တသိတွေကလည်းပြင်းထန်လာပါတယ် အဲ့ဒီလောဘစိတ်ကြောင့်ပဲရုပ်တွေကလည်းလောဘဘက်ကိုလိုက်ပြီးလောဘရုပ်တွေဖြစ်လာကြတယ်လောဘကြီးတဲ့သူများရဲ့ရုပ်တွေလက္ခဏာကိုမြင်မှုကြမှာပါဘယ်တော့အကြီးတန်းအယုတ်ဆိုးလိုက်တယ်လဲကိုတွေးကြည့်လိုက်စမ်းပါနောက်ဒေါသဟိတ်ဒေါသဖိတ် ဖြစ်လာပြီဒေါသအမြင့်တွဲလာပြီဆိုရင်လည်းသူနဲ့တူဖြစ်ပေါ်ဖြစ်ပဲရှင်မောရှင်ဘတ်ဖြစ်တဲ့စိတ်စိတ်တသိတရားတွေကိုကျေစုပြုလိုက်ပါတယ်ဒီခါမှာဒေါသကြီးကြီးသလား ေါသစိတ်တွေကလည်းခက်ထန်မာကျောလာကြပြန်တယ်။ဒေါသဖြစ်နေသူများရဲ့ရုပ်တွင်လက္ခဏာဟာအလွန်အင်မတန်မှကြောက်เสียကောင်းလာပါလေ။နမောဟဟိတ်ဉာဏ်ဉာဏ်နဲ့ဆင်ញင်စဉ်းစားမှုမရှိပဲမိုင်မဲတွေ့ဝင်နေတဲ့စိတ်ကိုမောဟဟိတ်လို့ခေါ်ပါတယ်။သူအမြင့်တွေ့နေပြီဆိုရင်ဘာဆိုဘာမှဆင်ញင်စဉ်းစားမှုမရှိတော့ဘူး။မိုင်းမိုင်မဲမဲအလွဲကြီးလုံနေတော့တာပဲ။ကောင်းတာကိုကောင်းမှန်းမသိမကောင်းတာကိုလည်းမကောင်းမှန်းမသိ။ အပြစ်ရှိတဲ့အလုပ်ကိုလည်းအပြစ်ရှိမှန်းမသိဒီလိုဖြစ်နေတာဟာမောဟဟိတ်ကြောင့်ပါဒါကြောင့်မောဟဖုံးလွှမ်းနေတဲ့လူများဖို့ပိစုံပံတန်တရားနှစ်ဖျားသောအကျိုးစီးပွားပြပြကြရမှာဓမ္မတာပါမောဟဟိတ်ဟာအမောင်သဘောကိုစောင်းပါတယ်ယောနိသော မနသိကာရလို့ခေါ်တဲ့တင့်တင့်တဲ့နှလုံးသွင်းတတ်တဲ့ပညာဉာဏ်ကင်းနေတော့အမောင်တို့ဟာလည်းလင်းလာမှာမဟုတ်တော့ပါဘူး လောဘဟိတ်နဲ့မောဟဟိတ်တို့ခုပေါင်းမိပြီဆိုရင် လောဘကလိုချင်တယ်လိုချင်တာကိုမရရအောင်လုပ်တယ်မောဟဖုံးနေတာကြောင့်တရားသောမတရားသောသောဇာနာမိတော့မသိဖြစ်နေတယ်ဒါအပြင်အသိဉာဏ်ပညာစဉ်ရင်တိုင်းထွာမှုကင်းမဲ့တဲ့မောဟတရားကြောင့်ဉာဏ်တွေ့တိကြအာယုခံစားမိသမျှအိထာယုံပေါ်မှာလဲလိုချင်တက်မှတ်တဲ့လောဘတဏှာဖြစ်လာတယ်။ချောချောလလလေးမြင်လိုချင်တဲ့စိတ်ဖြစ်တယ်။ သူစိတ်မှာအပြစ်ဖြစ်နေတာကိုသူနားမလဲဘယ်သူသေးသေးငတိမာရင်ပြီးရောလိုချင်တာရဖို့ကအဓိကဒါကြောင့်လောဘနဲ့မောဟအပြိုင်ဖြစ်နေတဲ့လူများရဲ့ကိုယ်မူရာစိတ်မူရာနှုတ်မူရာတွေဟာဟေတုပစ္စည်းရဲ့အကျိုးပစ္စည်းုပ်ပံတရားတွေကိုပေါ်ပြနေတာဖြစ်ပါတယ်။ဒီတိုင်းပဲဒေါသဟိတ်နဲ့မောဟဟိတ်နှစ်ပါးစုံညပြန်တော့လဲမြင်တွေ့တည်ကြအာယုံခံစားမှုပေါ်မှာမနစ်သက်စရာ အနိဋ္ဌာယုံဖြစ်ရင် ထိုးသူမှဒေါသဖြစ်လာရပြီဒေါသဆိုတဲ့မီးကြောင့်ကိုယ်ကျန်းစိတ်ကျန်းဗယံပဒမဆင်းမခြင်းလုံးမိပြီးကြမ်းကြုတ်ပြင်းမာရက်ဆက်ရုပ်မာလာပြီးတဟဒေါသနဲ့မောဟဆိုတဲ့ပညာဉာဏ်နဲ့ဆင်ញင်မှုမရှိတဲ့စိတ်ကြောင့်အာဟုသောမှုတွေကိုကိုယ်နှုတ်နှလုံးသုံးပါးလုံးနဲ့ခက်ကြမ်းကြမ်းခက်ရရန်ပြုနေကြတာဖြစ်ပါတယ်ဒါဒေါသနဲ့မောဟကြောင့်ဖြစ်ရတဲ့ဟိန္ဒုပစ္စည်းရဲ့အကျိုးပစ္စည်းဥပ္ပံတရားတွေကိုဖော်ပြနေတာဖြစ်ပါတယ်။ ုသိုလ်ဘက်ကအာလောဘအာဒေါသအာမောဟဆိုတဲ့ကုသိုလ်ဟိတ်အကြောင်းကိုစဉ်းစားကြရအောင်ဒီကုသိုလ်တရားတွေကိုတော့သူတော်ကောင်းများအာရမီဖြည့်ဆည်းနေကြတဲ့ပုဂ္ဂိုလ်များမှသာတွေ့မြင်နိုင်တဲ့တရားတွေဖြစ်ပါတယ်အာလောဘကမလိုချင်ပါဘူးပစ္စည်းပစ္စည်းကပရိဘောဓာတွေများလာရင်အဲ့ဒီပစ္စည်းပစ္စည်းကဘောတဏ္ဍလောဘဖြစ်လာမယ်ဒါကြောင့်မလိုချင်ပါဘူးတဏ္ဍလောဘခေါင်းပါအောင်ကြင်ညာသူတွေဖြစ်တာကြောင့်ဘာကိုလိုချင်ကြအောင်မှလဲ အခုခေတ်မှာဒီလိုပုံကိုယ်ကိုထမိန်တော့ထမ်းပြီးရှာရင် တွေ့နိုင်ပါဦးမလားအဒေါသကမေတ္တာနဲ့နေတဲ့စိတ်အချိန်ရှိသမျှသတ္တဝါတွေပေါ်မှာကျမ်းမာပါစေချမ်းသာပါစေပြီးရင်ကင်းကြပါစေဆိုတဲ့မေတ္တာနဲ့နေတာအာမောဟလို့ဆိုတဲ့ဉာဏ်ဉာဏ်ကလည်းရှိနေတော့ယဏသုံးပါးပေါ်မှာလည်းယုံမသံမြကင်းကြပါလေတွေးဝေးနေစရာမလိုဘူးသူကိုယ်တိုင်တရားရဲ့ရတာကို ခံစားနေရမှဘာကိုတွေးဝေးနေစရာလုံးပါလဲနော် နံပါတ်1အာရမဏပစ္စယောအာရမဏပစ္စည်းဆိုတာအာယုံပြုခြင်းအကြောင်းရင်းကို ဆိုလိုတာဖြစ်ပါတယ်။စိတ်တစ်ခုဖြစ်လာဖို့ရန်အတွက်အာယုံပါမဖြစ်မယ်။အာယုံမပါဘဲစိတ်ဆိုတာ ဖြစ်ကိုဖြစ်မလာနိုင်ပါဘူး။ဒီတော့အာယုံရဲ့စိတ်ရဲ့ပြီးတော့စေတသိက်ရဲ့ဟာအလုံးဖြစ်လာရတယ်လေဆိုတာကိုပထမအဦးဆုံးသိထားရပါမယ်။ဗုဒ္ဓအဘိဓမ္မာယကမ္ဘာလောကကြီးမှာပြည့်ညက်တဲ့ ਪਰ မတ်ဆိုတဲ့တရားနှစ်ပါးပဲရှိတယ်။ ရဲ့ညက်ဆိုတာကလူတွေရောစုခေါ်ဝသဘုံနေကြတယ်ဟောဟာရတို့ကိုပြောတာအမှန်တကယ်ရှိတယ်လို့ထင်ရပေမဲ့ဉာဏ်မျက်စိနဲ့ခွဲခြမ်းစိတ်ပြလိုက်တဲ့အခါမှာဘာဆိုဘာမှမရှိအလုံးပြောက်ွယ်သွားကြရတာပါဥပမာလူတွေခွေးတွေကြောင်နေအိမ်မော်တော်ကမြင်းလဲစိုက်ကဆတာတွေဟာ လူတွေက ပြည့်ညက်ထားတဲ့အရာတွေပါ မော်တော်ကားကိုတစားစီဖြုတ်ချလိုက်ရင် ကားဆိုတာမရှိတော့ဘူး ကားစိတ်ပိုင်းအလုံးဟာသူ့အမိနဲ့သူရှိနေတာဘိဟာကားမဟုတ်သလိုအင်းကြီးဟာလည်းကားမဟုတ်ဘူးဒါကြောင့်မော်တော်ကားဟာလူတွေကပြည့်ညက်ထားတဲ့အရာဝတ္ထုတစ်ခုသာဖြစ်ပါတယ်ပြည့်ညက်မှန်သမျှအလုံးကဒီတိုင်းပဲပါရမတ်တရားဆိုတာမဖောက်မပြန်မှန်ကန်တဲ့တရားကိုခေါ်တယ်တကယ်လည်းရှိတယ်ဉာဏ်မျက်စိနဲ့ခွဲခြားစိတ်ပြဝေဖန်ပိုင်းခြားလိုက်ရင်လည်းမဖောက်မပြန်အမှန်တိုင်းမြဲနေတဲ့တရားဖြစ်တယ် အဲ့ဒီပရမတ်တရားဟာ၄ပါးရှိပါတယ်နံပါတ်၁စိတ်နံပါတ်၂စေတသိက်နံပါတ်၃ယုတ်နံပါတ်၄နိဗ္ဗာန်ဆိုတဲ့တရားတွေဟာပရမတ်တရားတွေဖြစ်ကြပါတယ်စိတ်ဆိုတာအယုံကိုသိတဲ့သဘောတရားစေတသိက်ဆိုတာစိတ်ကိုမိတွေ့ပြီးစိတ်ကိုခြေလဲတဲ့တရားစေတသိက်ဟာစိတ်နဲ့အတူဖြစ်တယ်စိတ်နဲ့အတူချုပ်တယ်စိတ်နဲ့အတူအယုံရှိတယ်စိတ်နဲ့တူတဲ့မိယာဝတ္ထုလည်းရှိပါတယ်စိတ်နဲ့စေတသိက်တို့ဟာမိတွေ့ရအယုံရှိမှဖြစ်နိုင်ကြပါတယ် မိတွေရအယုံရှိရင်စိတ်စတသိက်ဆိုတာဖြစ်မလာနိုင်ပါဘူးစိတ်နဲ့စတသိက်နှစ်ခုပေါင်းရင်နံလို့ခေါ်ပါလေစတသိက်152ပါးရှိပါတယ်ရုပ်ဆိုတာဘထွေအာဘောတေဇောဝါယောစတဲ့ပုံမှုအေးမှုဖွယ်စည်းမှုယူစည်းမှုတွန်းကံမှုစတဲ့ဆန့်ကျင်ဘက်အကြောင်းတရားတွေကြောင့်ဖောက်ပြန်တတ်တဲ့သဘောရှိတဲ့တရားဖြစ်ပါတယ်နိဗ္ဗာန်ဆိုတာဒုက္ခကတိကင်းခြင်းရာဟာနိဗ္ဗာန်ဖြစ်ပါတယ်အခုစိတ်ရဲ့ဖြစ်စဉ်ကိုဆက်ပြီးလေ့လာကြည့်ရအောင် မျက်စိနာနာလျာကို စိတ်လို့ခေါ်တဲ့ द्वार 6ပါးမှာအယုံထင်မြင်လာတဲ့အခါစိတ်ဟာသူ့ရဲ့အစီအစဉ်နဲ့တစ်ခုပြီးတစ်ခုဆက်ဆက်ဖြစ်လာပါတယ်ဖြစ်ပုံတွေဟာမြန်ဆန်လုံးလို့တစ်ဆက်တည်းအပြိုင်နဲ့ဖြစ်လာတာမှဟုတ်ရဲ့လားလို့ထင်ရတယ်စိတ်ဟာမျက်စိတမိတ်တရက်တစ်ပြက်အတွင်းမှာဂရေသသိန်းကျော်ဖြစ်ပြသွားတယ်တစ်ဆက်ကမှာဂရေသသိန်းဆိုပါတော့အလုံးကိုမြန်ဆန်ပါတယ်ယုတ်ကတော့စိတ်သက်16ချက်မှာယုတ်သက်တစ်ခုပဲဖြစ်တယ် ဒါကြောင့်တစ္ဆကမှာယုတ်ကလပေါင်းကလေး9000ကျော်ရှေ့စဉ်နောက်စဉ်ဖြစ်ပြတ်သွားကြတယ်။တရဝရုရဲ့ဘဝအစပရိသန်နေစိတ်နဲ့စတင်ဖြစ်ပေါ်လာရပါတယ်။အဲ့ဒီပရိသန်နေစိတ်ချုပ်တံတဲ့ကြိုင်နဲ့ဘဝင်စိတ်ဆိုတာတမ်းပြီးဖြစ်ပေါ်လာတယ်။ဘဝင်စိတ်ရဒီတတဝါတွေတည်ဆုံးသွားတဲ့အခါမှသာနောက်ဆုံးသုတိစိတ်နဲ့ချုပ်သွားတယ်။မွေးလာတဲ့အချိန်ကစပြီးဘဝင်စိတ်အစဉ်ဟာတမ်းပြီးဆက်ဆက်ဖြစ်နေတာပေါ့။ သူကိုပြပကအယုံတစ်ခုခုနဲ့မထီးမခိုင်းမိမတိုင်းမိသမျှသူဖြစ်မြဲတိုင်အစဉ်လိုက်ဆက်ဆက်ဖြစ်နေတယ်။အဲ့ပြပကအယုံတစ်ခုခုနဲ့များစုံမိကြုံမိပြီဆိုရင်ဘဝင်စိတ်ဟာယူနေကြအယုံကိုလည်းမစွန့်လွတ်နိုင်အယုံအစ်စ်ကိုလည်းလိုခြင်းမြန်ဧခါမှာသူရဲ့ပင်ကိုယ်သဘာဝကနေဖောက်ပြန်ပြီးတော့ဘဝင်စိတ်ဟာနှစ်ကြိမ်လှုပ်သွားပါလေ။ဘာမှလှုပ်သွားတဲ့ဘဝင်စိတ်ကိုဘဝင်ကဇလနလို့ခေါ်တယ်။လှုပ်သွားတဲ့ဘဝင်လို့ဆိုတယ် ဒုတိယအကျင့်လွတ်သွားတဲ့ဘဝင်ကိုတော့ဘဝင်ကုပ္ပိစေတပြည့်စဲသွားတဲ့ဘဝင်လို့ဆိုတယ်။အာယုန်နဲ့ ద్వార မထွဋ်တွေ့မီကရှိနေတဲ့ဘဝင်ကိုတော့အတိဒဘဝင်လို့ခေါ်တယ်။ဒါကိုရှင်းအောင် ရှင်းဆရာတော်ကြီးများကတရက်သီးကျွေတဲ့ဥပမာနဲ့ရှင်းပြကြတယ်။ဒုတိယဟာတရက်ပင်ရင်းမှာအိပ်ပျော်နေတယ်ဆိုပါစို့။ဒီလိုအိပ်ပျော်နေတယ်ဆိုတာဟာဘဝင်စိတ်အစဉ်ဖြစ်နေတာနဲ့တူတယ်။ဒီအချိန်မှာတရက်သီးအမှတ်တစ်လုံးသူ့ဘေးမှာကျွေကြလာတယ် ဒါဟာပြင်ပအာယုန်ခုခုကဒွါရပဒါရယုတ်ကို ထိခိုက်လိုက်တာ ਨੇ တူတယ်တရသည်ကျွေကြတဲ့အတန်ကြောင့်သူအိတ်နေရာကထားလိုက်ဖို့စူးစမ်းလှုပ်ရှားလိုက်တယ်အဝင်းစိတ်နှစ်ကြိမ်လှုပ်သွားတာ ਨੇ တူတယ်ဘာသာမလည်းလို့စူးစမ်းဆင်ញင်လိုက်တယ်ရင်စားတော်တော်ဝဇန်းစိတ်ကအာယုန်ကိုနှလုံးသွင်းလိုက်တာ ਨੇ တူတယ်တရသည်ကိုမြင်တယ်ရဇဝဉ္ဇဉ်စိတ်ဖြစ်လာတာနဲ့တူတယ်။တရတိကိုကောက်ယူပြီးကြည်တယ်။တံပရိဆိုင်စိတ်ကအာယံကိုလက်ခံလိုက်ရတယ်တူတယ်။ အယသိကိုနေကကြည့်ရှုပြီးနမ်းကြည့်လိုက်တယ်။တန်တိရဏစိတ်ကအယုံကိုစုံစမ်းလိုက်တယ်တူတယ်။တယသိကဝင်းမဲ့နေပြီးစားလို့ရမှန်းသိပြီးဒါဟာဗုဒ္ဓောစိတ်ကအယုံဟာ ကောင်းမကောင်းဆုံးဖြတ်လိုက်တယ်တူတယ်။အယသိကိုအာရပါရခုနှစ်ကြိမ်လောက်ကြိုက်ပြီးဝါးစားလိုက်တယ်။အာယုံရဲ့အရသာကိုဇောခုနှစ်ကြိမ်နဲ့ခံစားရတယ်တူတယ်။ဘဇက်ထဲမှာကြံတဲ့တရသည်တွေကိုဝါးပြီးမြိုချလိုက်တယ်။တရားယုံနှစ်ကြိမ်နဲ့အာယုံကိုခံစားတယ်နဲ့တူတယ်။ တရသည်စားပြီးတော့အဲ့ဒီလူဟာဆက်ပြီးအိတ်နေလိုက်တယ်အဝင်စိတ်အစဉ်ဟာမူလအတိုင်းဆက်ဆက်ဖြစ်နေတာနဲ့တူတယ်စိတ်ရဖြစ်စဉ်ဟာဒီအတိုင်းပဲဖြစ်နေတာဒါကိုအတူချုပ်မဲ့ရဒီကြဘဝင်ဘဝင်ကဆလနဘဝင်ကုပ္ပစီရမြင်စားတာဝဇံသက္ခုဝိညာဉ်တံပရိဆိုင်တန်ဒီရဏဝုထောဇောခုနှစ်ကြိမ်တရားယုံနှစ်ကြိမ်ဥပမာသက္ခုဝိညာဉ်စိတ်ဖြစ်ပေါ်လာပုံကိုကြည့်ကြရအောင်သက္ခုဝိညာဉ်စိတ်ဖြစ်လာဖို့ရန်အတွက် ံပါတ်1သက္ခုပဒါရကောင်းရမယ်။နံပါတ်2မြင်နိုင်တဲ့ရူပယုံဆိုတဲ့အစင်းရှိရမယ်။နံပါတ်3အာလောကလို့ခေါ်တဲ့အယောင်လေးရှိရမယ်။နံပါတ်4မနတိကာရလို့ခေါ်တဲ့နှလုံးသွင်းမှုလည်းရှိရမယ်။ဒါဆိုရင်သက္ခုဝိညာဉ်စိတ်ဟာဖြစ်ကို ဖြစ်လာမယ်။ဘယ်သူကမှတားလို့မရဘူး။ဒီ၄မျိုးတည်းကတစ်ခုခုချုပ်ရင်းနေရင်လည်းသက္ခုဝိညာဉ်စိတ်ဟာဖြစ်မလာဘူး။ဘယ်သူကမှမြင်စေတည်းဆိုပြီးဖန်ဆင်းလို့မရဘူး။ မျက်စိနဲ့ရူပါယုံကိုမြင်လိုက်တာရူပါယုံကသက်ကိုဉာဏ်စိတ်ကိုအရမဏဉာဏ်စိတ်ဖြင့်နဲ့ထောက်ပံ့ပြုလိုက်တာဖြစ်တယ်ဒီအတိုင်းပဲသောတာအာယုံကလည်းနံပါတ်၁သောတာပဒရကောင်းရမယ်နံပါတ်၂သဒါယုံဆိုတဲ့ကြားနိုင်တဲ့အတန်ရှိရမယ်နံပါတ်၃အာဃာသဓာတ်ဆိုတဲ့လေဖြတ်တန်းသွားနိုင်တဲ့ဟင်းနှင်းနဲ့ရှိရမယ်နံပါတ်၄မနတိကာလို့ခေါ်တဲ့နှလုံးသွင်းသတိထားမှုလည်းရှိရမယ်ကာနလို့ခေါ်တဲ့အနဲ့အာယုံကလည်းနံပါတ်၁ကာနပဒရကောင်းရမယ် နံပါတ်1ကန္နာယုံဆိုတဲ့အနတ်ရှိရတယ်။နံပါတ်3အနတ်ကိုဆောင်ယူတဲ့လေလို့ခေါ်တဲ့ဝါဒလည်းရှိရတယ်။နံပါတ်4မနတိကာရလို့ခေါ်တဲ့နှလုံးသွင်းမှုသတိထားမှုလည်းရှိရတယ်။ဇိမ္မာဝဉာဏလို့ခေါ်တဲ့ရတ္တယုံကလည်းနံပါတ်1ဇိမ္မာပဒရအကောင်းရမယ်။နံပါတ်2ရတ္တယုံဆိုတဲ့အရသာဓာတ်လည်းရှိရတယ်။နံပါတ်3တတ္တပထဝီလို့ခေါ်တဲ့ခတ်မာတဲ့ပထဝီဓာတ်လည်းရှိရတယ်။ နာမလေးမနတိကာရလို့ခေါ်တဲ့နှလုံးသွင်းသတိထားမှုလည်းရှိရမယ်တဲ့မနောဝိညာဏတက်ဖြစ်ပေါ်ရင်မှလည်းနံပါတ်၁မနောဒွာရလို့ခေါ်တဲ့ဘဝင်စိတ်အစဉ်ရှိရမယ်ဓမ္မနဲ့ပင်စာယုံဓမ္မမဟုတ်ဓမ္မယုံလို့ခေါ်တဲ့အယုံတစ်ခုခုမှရှိရမယ်နံပါတ်၃ဟတ္တယဝိထုလို့ခေါ်တဲ့စိတ်ရဲ့မိတွေရာဝိထုလည်းရှိရမယ်နံပါတ်၄မနတိကာရလို့ခေါ်တဲ့နှလုံးသွင်းသတိထားမှုလည်းရှိရမယ်။အခုဖော်ပြခဲ့တဲ့စိတ်ရဲ့ဖြစ်စဉ်အကြောင်းတွေကိုရေပူရအနေနဲ့သိထားရင်အရမဏပစ္စယကိုဆက်ပြီးစဉ်းစားကြည့်ရအောင်။ အရမဏပစ္စယောတိရူဝရဏသကုဝိညာဏဓာတုယအံသမယုတကနိစ္စဓမ္မနအရမဏပစ္စယေနပစ္စယောတတ္တာယရဏသောတာဝိညာဏဓာတုယတံသမယုတကနိစ္စဓမ္မနအရမဏပစ္စယေနပစ္စယောကန္ဓာယရဏကာဏဝိညာဏဓာတုယတံသမယုတကနိစ္စဓမ္မနအရမဏပစ္စယေနပစ္စယော ရတာယရဏံဇိမ္မာဝိညာဏဓာတုယတံသံပြုတကာနိစ္စဓမ္မနေအရမဏပိစေနပိစေယောဘောဓဘာယရဏံကာယဝိညာဏဓာတုယတံသံပြုတကာနိစ္စဓမ္မနေအရမဏပိစေနပိစေယောရူပယရဏံသတ္တယရဏံကန္နာယရဏံရတယရဏံဘောဓဘာယရဏံမနောဓာတုယတံသံပြုတကာနိစ္စဓမ္မနေအရမဏပိစေနပိစေယောသဗ္ဗေဓမ္မမနောဝိညာဏဓာတုယ တံသမယုတ်တကအနိစ္စဓမ္မနံအရမဏပစ္စယေနပစ္စယောယဉ္ဉံဓမ္မအရဗ္ဗဣေဓမ္မဥပိ္ပဇန္တိစိတ်္တစေတသိကဓမ္မဣတိဓမ္မဒေသံဒေသံဓမ္မနံအရမဏပစ္စယေနပစ္စယောအရမဏပစ္စယောတိအရမဏပစ္စည်းသောတိကရူပယေနအစင်းဝဏရှိသည်မြတ်ဥဒုံလုံးစုံသောရူပယုံသည်သက္ကောဝိညာဏဓာတုရာဇ မြင်သည့်သဘာဝသက္ကဝိညာဏတ္တ၎င်းတံသမေတ္တကံနထိုမြင်သည့်သဘာဝသက္ကဝိညာဉ်စိတ်နှင့်ရှင်ကုန်သောဓမ္မနိစ္စစေတသိက်တရားတို့၎င်းအရမဏပစ္စယေနဆွဲကံရပမာဏအရမဏတ္တိတုဖြင့်ပစ္စယောဆွဲဆောင်ကြမှုကျေစုပြီသည်ဟောတိပိတတ္တယရဏအတန်ရှိသည်ဥဒ္ဒုံလုံးစုံသောသရယုံသည်သောတာဝိညာဏတ္တုယသ ရာသီသဘာဝသောတဝိညာဏတအာလကောအန္တမြေတကံနဲ့ဒုကြသည့်သဘာဝသောတဝိညာဉ်စိတ်နှင့်ရှင်ကုန်သောဓမ္မနိစ္စစေတသိက်တရားတို့အား၎င်းအရမဏပစ္စယေနဆွဲခံရပမနာအရမဏသတ္တိတုဖြင့်ဣဇေယောဆွဲဆောင်ကြမှုကျေးဇူးပြုသည့်ဟောတိဖြစ်၏ကန္နာယရဏံအနန္တသမယရှိသမယဥတ္တလုံးစုံသောအနန္တကန္နာယုံသည့် ကဏဝဉ္ဇဏဓာတုယနန္တိသဘာဝရှိရှိသမျှသောကဏဝဉ္ဇဏတအား၎င်းတန်သမျှတကနဲ့ထိုနန္တိသဘာဝကဏဝဉ္ဇဏစိတ်နှင့်ရှင်ကုန်သောတမနိစ္စစေတသိက်တရားတို့အား၎င်းအရမဏပစ္စယနဆွဲကံယပမနာအရမဏတတိတုဖြင့်ပစ္စယောဆွဲဆောင်ကြမူကျေစုပြီသည်ဟောတိဖြစ်ရသာယရဏံချိုးခြင်းဆက်ငံဖန်ကားဟုသည် 6ပါးရတ္တရှိသမျှဥဒ္ဒောလုံးစုံသောရတ္တယုံဟူသမျှသည်ဇိဝဝိညာဏဓာတုရာဇာစာသည့်သဘာဝဇိဝဝိညာဏတအား၎င်းအံသမျှ၎င်းနှင့်ထူစာသည့်သဘာဝဇိဝဝိညာဉ်စိတ်နှင့်ရှင်ကုန်သောဓမ္မနိစ္စစေတသိက်တရားတို့၎င်းအရမနာပစ္စယေနဆွဲကံရပမာဏအရမနာတတေတုဖြင့်ပစ္စယောဆွဲဆောင်မှုကျေစုပြီသည်ဟောတိဖြစ်ဖုရဘာယရဏံ ထိသည်ဟုသမယရှိသည်မြောက်သောလုံးစုံသောထိသည်စိတ်ဘုရားဘာယုံသည်ကာယဝိညာဏဓာတုရာသထိသည်သဘာဝကာယဝိညာဏဓာအလကောင်တန်သံမြေတကနဲ့ထိုထိသည်သဘာဝကာယဝိညာဉ်စိတ်နှင့်ရှင်ကုန်သောဓမ္မနိစ္စစေတသိက်တရားတို့အလကောင်အရမဏပစ္စယေနဆွဲကင်ကြရပမာဏအရမဏတတ္တိထူဖြင့်ပစ္စယောဆွဲဆောင်ကြမှုကျေးဇူးပြုသည်ဟောတိဖြစ်၏ ရူပါယရဏံအစင်းဟုကရှိသည်မြတ်ဥဒုံလုံးစုံသော ရူပယုံသည်၎င်းတတရဏံအတံဟုသမယရှိသည်မြတ်ဥဒုံလုံးစုံသောတတယုံသည်၎င်းကန္နာယရဏံအနံဟုကရှိသည်မြတ်ဥဒုံလုံးစုံသော အနံတို့သည်၎င်းရတယရဏံ၆ပါးရတဟုသမယသောယတအာယုံသည်၎င်းဘောဓဘာယရဏံထိမှုတွေ့မှုဟုသမယတို့သည်၎င်း မနောဓာတုယအာယုံကိုခံယူသည့်မနောတ္တအား၎င်းတံသံယုတကနှင့်ထိုအာယုံကိုခံယူသည့်မနောတ္တနှင့်ရှင်ကုန်သောဓမ္မနိစ္စစေတသိက်တရားတို့အား၎င်းအရမဏပစ္စယေနဆွဲကံယပမာဏအရမဏတတ္တိထုဖြင့်ပစ္စယောဆွဲဆောင်ကြမှုကျေးဇူးပြုသည့်ဟောတိဖြစ်၏တပ်ပေခသိကုန်သောဓမ္မအယုံ၆ပါးပစ္စည်းတရားတို့သည် မနောဝိညာဏဓာတုယသ ဉာဏ်သည့်သဘာဝမနောဝိညာဏတအား၎င်းတန်သံမြေတကားနံထိုဉာဏ်သည့်သဘာဝမနောဝိညာဏတတ်နေရှင်ကုန်သောဓမ္မနိစ္စစိတ္တသိတရားတို့အား၎င်းအရမဏပစ္စယေနစွဲကံယပမာဏအရမဏသတ္တိတို့ဖြင့်ပစ္စယောကျေစုပြုသည့်ဟောတိဖြစ်၏ယံယံဓမ္မအချင်းချင်းရူပတရကဏရတ္တဖောရဘဓမ္မအစသည့်အာယုံ၆ပါးပစ္စည်းတရားတို့ကိုအရဘအာယုံပြု၍ စိတ်ဓာစေတသိကစိတ်စေတသိဖြစ်ကြကုန်သောယေယီဓမ္မအချင်းချင်းအကျိုးပစ္စည်းပံတရားတို့သည်ဥပ္ပဇ္ဇန္တိဖြစ်ကြကုန်၏တေတီဓမ္မထိုတို့အယုံ၆ပါးပစ္စည်းတရားတို့သည်ဒေသံဒေသံဓမ္မနှင့်ထိုတို့အယုံပညာစိတ်စေတသိတရားတို့အားအရမဏပစ္စယေနဆွဲကံယဗမာနအရမဏသတ္တိထုပင်ပစ္စယောကျေစုပြုသည်ဟောတိဖြစ်၏အလေးပဲကတော့ မျက်စိနာနာတရားကိုစိတ်ဆိုတဲ့အယုံ၆ပါးပစ္စည်းတရားတွေဟာမြင်သိစိတ်ကြားသိစိတ်နံသိစိတ်စားသိစိတ်ထိသိစိတ်ကြံသိစိတ်ဆိုတဲ့ဝိညာဏတရားတွေသူနဲ့အတူရှင်ဘက်ဖြစ်တဲ့စိတ်စတသိက်တရားတွေပါအယုံဖြစ်ဖြစ်ပေါ်လာအောင်ကျေစုပြုလိုက်တာဖြစ်ပါတယ်အယုံ၆ပါးပစ္စည်းတရားတွေကိုအယုံတဘာဝအမိယာပြီးတဲ့နောက်မှာစိတ်စတသိက်စတဲ့အကျိုးတရားတွေကိုဖြစ်လာရတာဒါကြောင့် ဤအယုံခြားပါပစ္စည်းတရားတွေကအယုံဖြစ်ပေါ်လာအောင်ဆွဲဆောင်လိုက်တာဖြစ်ပါတယ်။အယုံခြားပါဝိညာဏတရားတွေဖြစ်ပြကြပုံတည်းကသက္ကုဝိညာဉ်စိတ်ဖြစ်လာပုံကိုကြည်ရင်သက္ကုဝိညာဉ်စိတ်ဖြစ်ဖို့သက္ကုပဒါရကောင်းရမယ်။ဆိုလိုတာကမျက်စိပဒါရကလည်းကောင်းနေရမယ်။မျက်စိပဒါရမကောင်းရင်ဘယ်လိုလုပ်ပြီးမြင်အောင်မလဲ။ရူပယုံဆိုတဲ့အရှင်ရုပ်တွင်တဏ္ဏကလည်းမျက်စိရှိမှရှိနေရမယ်။ ပြီးတော့အာလောကလို့ခေါ်တဲ့အလင်းရောင်ကလည်းရှိနေရမယ်။တခါမနတိကာရလို့ခေါ်တဲ့နှလုံးသွင်းတတိမူမှုလည်းရှိရမယ်။ဒါရင်ပြည့်စုံနေသက္ခုဝိညာဉ်စိတ်တန်းပြလာမှာပဲ။ဘယ်သူမှတားဆီးလို့မရဘူး။တခါတလေလူလောကမှာကြုံရပုံလေးကိုစဉ်းစားကြည့်ပါ။ဒုတိယဟာသက္ခုပဒါရလည်းကောင်းတယ်။သူရှိမှသူရဲ့အသိမိတ်ဆွေဆိုတဲ့ရူပယုံ ရုပ်ဆင်းကြီးကလည်းရှိနေတယ်။အယောင်လင်းကလည်းရှိနေတယ်။ဒါပေမဲ့သူကအဲ့ဒီမိတ်ဆွေကိုမမြင်လိုက်ဘူ သူမိတ်ဆွေက သူ့ကိုတော့တွေ့တော့တွေ့တယ်တွေ့တော့ပြုံးပြီးနှုတ်ဆက်လိုက်တယ်သူနှလုံးသွင်းသတိမူနေတာကတခြားမှာဆိုတော့သူမမြင်လိုက်ဘူးပေါ့ဒါကိုသူမိတ်ဆွေကအထင်လွဲသွားတယ်လူတစ်ယောက်လုံးတွေ့တာတော့မမြင်အောင်ဆောင်းသွားတယ်ပေါ့ဒါဘာကြောင့်ဖြစ်ရတာလဲဆိုတော့မနတိကာရလို့ခေါ်တဲ့နှလုံးသွင်းမှုမရှိတာကြောင့်ဖြစ်ပါတယ်ဒီတိုင်းပဲတခြားဝိညာဉ်တတ်တရားတွေကလည်းသူ့အကြောင်းနဲ့သူ့အကျိုးဖြစ်နေကြတာပါပဲဒါကြောင့်မြတ်စွာဘုရားက ရူပယောဝဆက်ကိုဝိညာဏတက်အား၎င်းအဲ့ဒီဆက်ကိုဝိညာဉ်တက်နဲ့ရှင်တဲ့စေတသိက်တရားအားလုံးကို၎င်းအာယုံဖြစ်ဖြစ်ကျေစုပြုနိုင်တဲ့တတိနဲ့ကျေစုပြုတယ်လို့ဟောခဲ့တာအတန်တတယုံအနတ်ကန္နယုံအယတာဇိန်ဝါအတွေ့အထိဖို့တပစိတ်ထဲကနေသိနေတဲ့မနောဝိညာဉ်အစရှိတာတွေကအာယုံကြဖြစ်လာရတာလို့ဟောခဲ့ပါတယ်ဒီအာယုံတွေကိုအကြောင်းပြုပြီးစိတ်စေတသိက်အကျိုးတရားတွေလည်းဖြစ်လာရတယ် ဒီစိတ်စေတသိက်တွေဟာအာယုပြုခြင်းကြောင့်အရမဏအတ္တိနဲ့ကျေစုပြုလိုက်တာလို့ဟောခဲ့ပါတယ်ဒီအာယုတွေနဲ့ဟိတုပစ္စယဟိတုပစ္စယဟိတ်၆ပါးနဲ့ပေါင်းလိုက်တဲ့အခါကမ္ဘာလောကကြီးမှာဖြစ်ပျက်နေကြတဲ့အိဋ္ဌာယုံအိဋ္ဌာယုံတွေရဲ့လက်တွေကိုတွေ့ကြရမှာပါလောဘဒေါသမောဟဆိုတဲ့အကုသိုလ်တရားတွေကြောင့်ဒီလောက်များပြားလာတဲ့ပြိပက္ခတွေဖြစ်ပေါ်နေကြတာပဲလို့ဆိုရမှာပေါ့နော် ဒီနေ့မှာတော့ပဋ္ဌာန်းအဓိပ္ပာယ်ရှင်းလင်းချက်ပထမပိုင်းကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်အားလုံးရှင်းလင်းချက်မြင်ကြပါစေ။